အားလုံးပဲမင်္ဂလာပါဗျ Free Japan for Future Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ထားပါကျွန်တော်ခုပြပြပြီးတော့မှာကတော့ဆီယာမင်းတင်ခါရေးသားထားတဲ့မနောမယကိုပီတာဆိုတဲ့စာအုပ်လေးတွေကနေကမွန်ကျင်ရဟင်းညိုနဲ့ငနုတန်ရေချိုးဆိုတဲ့စာလေးကိုဖတ်ပြပြီးတော့မှာပဲဖြစ်ပါတယ်တနေ့တနေ့ကျွန်တော်နေထိုင်ရမော်ဘီမြို့အစွန်း မယန်းတလင်းတော်သက်ရှိအယူရောမင်္ဂလာချံတို့ မိမကြီးတအူရောက်ရှိလာလေ၏ထိုမိမကြီးမှာ၎င်း၏လင်းယောက်ျားရှိစဉ်ကအခြေနှင့်အနေနှင့်အကြအနာအနေထိုင်ခဲ့တော်လဲ၎င်း၏ယောက်ျားဆုံးပြီးတစ်နှစ်အတွင်း၌ပင် ပြည့်စည်ဥစ္စာများပြည့်စည်တွားရရှာလေ၏ထိုမိမကြီးသည်အတ္တအားဖြင့်ကျွန်ုပ်ထက်နှစ်နှစ်ခန့်ငယ်သည်သူ၏အမိမှာဒေါ်အောဟူ၍ဖြစ်၏ သူဒီငယ်ရှင်ကကျွန်ုပ်နှင့်အကြောင်းနေပဲလေဖြစ်ခဲ့ဘူး၏၎င်းတော်တော်သည်မိတိအရာကိုမျှနှစ်နှစ်ကကာယုံကြည်သည်ဟု၍မရှိ၍လူတော်တော်များများယုံကြည်လေးရှိသောနတ်များဘိုးတော်များကိုသူဒီမယုံပေတို့တူငယ်ရှင်ခါကခလေးဘဝတရေအကြောင်းပြောလျင်လေမိတိအခါမျှနားထောင်လေးမရှိ၍ထိုအရာများကိုလည်းမယုံပေထိုအရာများကိုယုံကြည်လေးရှိသောကျွန်ုပ်ကိုပင် သူကကဲ့ရဲ့ဝေဖန်လေ၏သူနဲ့ကျွန်ုပ်မတွေ့ဒီမှာနှစ်အတန်ကြာပြီဖြစ်ယခုကျွန်ုပ်ထံသို့အလဲရောက်လာခဲ့လေ၏ထို့ကြောင့်ကျွန်ုပ်ကအလိုဘသူများလဲအောက်မေတီချာဩကိုဟုကျွန်တော်လဲ90နာရီကတ်နေပါပြီ။ဗာများတင်ကြားပေးမလို့လဲဟုခန်းငုံငော်လေးနှုတ်ဆက်လိုက်ရ။ဒီလိုလုပ်ရအောင်ပါ။ဆရာကြီးတမကြီးကြိုက်မဖန်းဆန်းပါနဲ့။ဟိုးရင်ကလိုပဲနင်းတဲ့ငါနဲ့ပြောခွင့်ရှိရဲဆိုရင်တော့ ဆက်ပြီးစကားပြောတာပေါ့ဒီလိုမဟုတ်ဘဲနဲ့ရှင့်ကိုကျမကဆရာကြီးတို့အဘတို့ခေါ်ရမယ်ဆိုရင်တော့ပြန်လာကောင်းမယ်ထင်တယ်ဟုတ်သူဤအလိုကိုကြင်ညာလေရပါရဲ့လေဒီအော်ရဲ့ခေါ်ခြင်းသလိုသာခေါ်ပါ အရင်အတိုင်းပြောခြင်းသလိုသာပြောပါဟုကျွန်ုပ်ကပြောလိုက်ရ၎င်းတော်ကအဲ့ဒါတော်တော်ကောင်းတဲ့အချက်ပဲနေဟာအရင်ကအတိုင်းပဲဘယ်ရောမဆိုနှင်းနှင်းချေချာရှိရဲ့ဘေးကိုဟုပြောလိကဲလှုပ်ရှားမအောင်လေဒီအော်ရဲ့ ကျုပ်ကမနှက်စာကြွေးရမယ်ဆိုတော့ဘိုင်နဲ့မြန်စားခြင်းတလဲဟုပြောလိုက်လေ၎င်းကနေတဲ့ဟင်းတွေငါဖက်ရပါတယ်ဟဲ့ထောပတ်တို့အုံးတို့အမြဲပါအဲ့ဒါတွေဒါစားရရင်အမြန်ဆုံးတွေးတိုးပြီးတည်ရင်ဒီဒါမှမဟုတ်နှလုံးသွေးကြောပိတ်တည်လိမ့်မယ်အဲ့တော့ငနူတန်းကလေးကို အရင်နဲ့ချက်ဟဲ့ကမွေရဲ့ချီအရင်ကိုလည်းချက်ပြီးတော့တိုးစရာကတော့ငပိကောက်ကောက်နဲ့တက်တုံဖြူတိုးမယ် ဟုတ်ပြောလေထို့ကြောင့်ကျွန်တော်တို့ဒီစီမံရလေတော့ဤကျွန်တော်အနေနဲ့ထမင်းဟင်းများစီမံနေခြင်းအတွေ့၎င်းတော်ော်တင်ကျွန်တော်ဤခြံတွင်သို့လှည့်ပတ်ကြည့်ရှုလေနှက်အောင်ကြည့်ရှုပြီးနောက်ကျွန်တော်ထံသို့ပြန်လာပြီးလေခြံထဲမှာလည်းအယုတ်ဒီရများလိုက်ဒါဘာမှမဟုတ်နင်းအနေနဲ့လူတွေကိုအယုံတွေးနေတာဘိုးတော်ဘုံနေမဲတော်ဘုံနေထားတော့ထားပါတော့နေဝိရုတွေကဇလိုက်ပုံတွေလည်းထုထားဒါတွေကိုတို့ကဘယ်လိုသဘောထားမလဲ နင့်ဘုံလဲထုတ်တယ်ဘာတဘောလဲဟုတ်မေးလေဒီလိုလေရောရဲ့ဒါရီကလေရောတို့ယုံမှုလောက်တာမဟုတ်ကျုပ်ဟာကျုပ်တဘောကြပြီးကျုပ်ဟာကျုပ်ယုံလို့ထုတ်တာပြီးတော့ဗျာအလွန်ခေါင်းတဲ့တော်ကြီးကကျုပ်ပိုင်တဲ့ခြံထဲမှာကျုပ်ထုတ်ချင်တဲ့ယုံထုတ်ပါပေါ့လေရောယုတ်ကိုထုတ်ရမလားဟုတ်ကျွန်တော်ကပြောလိုက်ရ၎င်းကအမလီမလောက်ပါနဲ့တော့ကျုပ်ယုတ်တော့မထုတ်ပါနဲ့ဟိုဘက်က မနုဆိုင်မဲတော်တို့ဘာတော်နဲ့ရောသွားပါအောင်မယ်ဟုပြောလိုက်လေ။တွနောက်တွင်ကကျွန်ုပ်သည်ဒေါ်အောအားမနက်စာတဲခင်ကျွေးမွေလေ။ဒေါ်အောလည်းမြင်ရက်စွာစာဤ။သမင်းဆိုင်နှင့်လည်းစာ၍ကောင်းကြောင်ချီချူလေ။ထို့သို့ချီချူုံများမကဒါမျိုးလေးတွေကိုလူရိုချက်ကျွေးစံမှာနေဥစာအန်ရင်များမဲ့အစားအစာတွေကိုပဲချက်ကျွေးနေရ။အုံနူတို့ဘာလို့ဆိုတော့တွေးတူရှိရလို့ဆိုရင်တခါရေးပြီးသွားရဲ့ဟဲ့။ အစားတစ်လုံးနဲ့ဇီဝင်ပြုတ်အောင်မလုပ်ဆမ်းပါနဲ့လူဆိုတာအသက်ရှင်တော့လူလို့ခေါ်တာဟဲ့တည်သွားရင်မတာလို့ခေါ်ရမဟုတ်လားအဲ့တော့အသက်ရှင်မှုအရေးကြီးတယ်ဟုပြောလေ။ကောင်းပါပြီလေဒီရောရဲ့ဟုကျွန်ုပ်ကပြောလေ။ထို့နောက်ကျွန်တော်နဲ့တော်အော်တို့ဒီရှေ့ဟောင်းနှောင်းပြများထိုင်၍ပြောပြကြလေ။ထို့သူပြောရင်ကျောင်းနေကလေးကကြည်လာတာလေဒီရောကဘာမယုံနော်။ယုံကြည်မှုအတော်နဲ့တယ်ဟုကျွန်ုပ်ကပြောလိုက်ရ။ အဲ့လိုလဲစွကြည်မပြောပါနဲ့ဟဲ့ယုံစရာရှိတော့လဲငါကရုံးပါရဲ့ဘလိုင်းကြီးဟိုအမျိုးဒီဟာမျိုးရွာမျိုးမဟုတ်ပါဘူးဟုဒေါ်ဩကပြန်၍ပြောလိုက်၏အဲ့လိုဆိုမေးမယ်ဗျာယုံနေဆိုတာနဲ့ပတ်သက်လို့လေဒီရောဘွားမှာဘလို့အမှတ်တညာများရှိပါတလဲဟုကျွန်တော်ကမေးလိုက်ရာကျွန်တော်ဒီငယ်ချင်းတော့ဒီမျက်စိပေါက်များပိတ်သွားသည့်အထိရေမောလိ၏ကျင်းတ်အောင်ရေပြီးနော် ဒီလိုပဲငါ့ကြောင့်မပြောတော့ជីဘကလောကီပညာရှင် အချွန်အမွန်ကြီးတဝရှိပွဲဆရာကြီးကုရီပေါ့ဟဲ့သူ့နာမည်ကမီလာရီပါလို့ခေါ်တယ်ជីဘမှာနာမည်ကြီးခဲ့တဲ့ဂါလဝန်တို့ဒူလဝန်တို့ ਨੇ တန်းနဲ့လောက်ပါပဲအဲ့လိုဆရာကြီးမဖြစ်ခင်မှာ သူကဆရာတယောက်စီမှာတပည့်ခံရတယ်သူရဲ့ဆရာကအမှန်ကတော့ဘာမှတကူတိတ်တိမရှိဘူး။သူကရှိရတဲ့အချိန်မှာတပည့်ခံတာပါ။ အာသူ့လိုပဲအဲ့ဒီဆရာကြီးကိုအထင်ကြီးပြီးတော့တပည့်ခင်တဲ့တပည့်တွေကအများကြီးပဲကွ။သူကအဲ့ဒီဆရာကြီးတဲမှာမှအဲ့ဒီတပည့်ရဲ့မှာမှဒီဆရာအပေါ်မှာအယုံကြည်ဆုံးတပည့်တယောက်ပေါ့ဆရာရဲ့ဝေယဝိဆရာကြီးလည်းအလုံဆုံးတပည့်ပဲအဲ့တော့ကျန်တဲ့တပည့်တွေကသူ့ပုံမှာမျက်စိနှောက်လိုက်အဲ့တော့ကျန်တဲ့တပည့်တွေကမိလာပြီးပေါ့ကြောက်တုံကြတာပေါ့ကွတနေ့မှာတပည့်အုပ်စုကတောင်သောတစ်ခုကိုဖျက်ပြီးခရီးသွားကြတယ် အဲ့ဒီအုပ်စုတွေမှာမီလာရီပလည်းပါတယ်ကွ။တောင်ကျောင်းတစ်ခုတွေလည်းရောက်လေရောတပည့်တယောက်ကမီလာရီပေါ့။ဟေးမီလာရီပမင်းဟာဆရာအပေါ်မှာတိတ်ပြီးယုံကြည်ရဲ့သူပဲ။ဘာလို့အပင်မခံမီတောင်ကျောင်းတစ်လျှောက်တိုင်လမ်းလျှောက်နေမှာလဲ။ဆရာကိုတပြီးခုံချလိုက်ပေါ့။တို့ဆရာဟာတကိုးသိသိနဲ့ပြေးသွားရဲ့ဆရာဆိုတော့မင်းယုံတယ်မလား။ခုံချလိုက်လीကွာလို့ပြောတယ်။အဲ့ခါမီလာရီပစဉ်းစားမနေတော့ပဲ။ ဆရာသခင်ကေဝါလူတပြီးတော့ရောက်ထဲကိုခုံချလိုက်အမြင့်နော်အဲ့မှာကျန်တဲ့တပည့်တွေကမီလာရီဝအယူတော့အယိုးတခြားအသားတရားဖြစ်သွားပါပြီစင်းကြီးအောင်ပါဆိုပြီးတော့ကြောက်တယ်ဝစင်းကြီးအဲ့လိုစင်းကြီးရောမီလာရီဝဘာမှဖြစ်တော့တမလီခွေထိုင်နေကျန်တဲ့တပည့်တွေကိုသူကတွေ့ရောပျော်ပျော်ရွှင်ရွှင်တော့မှလမ်းနှုတ်ဆက်လိုက်တယ်ကျုပ်တို့ဆရာတကယ်ကိုအစွမ်းသိသိနဲ့ပြည့်စုံနေဆရာလို့တော့သူကပြောလိုက်တယ်အဲ့လိုနဲ့ပဲနေတာလိုက်တာတနေ့မှာ ိမ်တလုံးကိုမေးလောင်တယ်။အဲ့ဒီမှာမိမတယောက်နဲ့ကလေးတယောက်ပြိမိနေတယ်။ဘသူမှလည်းဝင်မခဲ့ရဲဘူး။ကဲလင်းတီမှာပဲ။အဲ့ဒီမှာဆရာအာတပည့်တယောက်ကဒီမီလာရီပတ်ရေးဆရာကိုတပြီးတော့မီးထဲဝင်ပြီးတော့ဟိုသားမျိုးကဲပါရောလို့ပြောတယ်။အဲ့ဒီခါမှာမီလာရီပတ်ကလည်းမဆိုင်မတော့ဘဲနဲ့ဆရာကဲပါလို့ပြောပြီးတော့မီးထဲပြေးဝင်သွားတယ်။သားမီးနှစ်ယောက်ကဲထုတ်နိုင်ခဲ့တယ်။သူကဘာမျိုးမိဘွားလေးတစ်ဘွားတော့မှသူ့ကိုပေါ်မကြခဲ့။အဲ့ဒီမှာမီလာရီပါက ကျန်တဲ့တပည့်တွေကိုပြောတာတိုးစရာကြီးကတကယ်ဆိုရတာပါလို့ပြောတယ်။အဲလိုနဲ့နေလာလိုက်တာတပည့်အပေါ်မှာမြကြီးတစ်ခုဖြတ်ကိုဖို့အကြောင်းပေါ်လာတယ်။အဲ့ဒီထဲမှာတပည့်ရင်မဟုတ်ဆရာကိုယ်တိုင်ပါနေ။အဲ့ဒီမှာတပည့်တယောက်ကမီလာရီပနာကိုကက်ပြီးတတူးလေးပြောတယ်။လေရသိကျက်နေပြီကွာမင်းအနေနဲ့မစည်းပါနဲ့။တယောက်စာချောင်းသွားရင်လည်းမနေဘူးပေါ့။ဆရာကိုတပြီးတော့ရေပေါ်လမ်းလျှောက်သွားကွာလို့ပြောတယ်။အဲ့ဒီမှာမီလာရီပါ ကောင်းပြီအဲ့လိုပဲလုပ်ရမှာပေါ့ပြောပြီးတော့ဆရာ့တာပြီးတော့ရေပေါ်လမ်းလျှောက်သွားတယ်။လေဘောကလူတွေကလည်းတအံ့တဘောကြည့်နေကြတယ်။အဲ့ဒီထဲမှာဆရာကိုယ်တိုင်လည်းပါတယ်။အဲ့ဒီခါဆရာလုပ်တဲ့သူကစိတ်ကြည်ဝင်တော့တာပေါ့။ဒါတော့ယူပေါ်ပေါ်နိုင်လာတဲ့မီလာရီဘာလို့ကောင်းတော့မှငေါ့တာပြီးရေပေါ်လမ်းလျှောက်နိုင်ရင်ငါကိုယ်တိုင်ဘာလို့ရေပေါ်လမ်းမလျှောက်နိုင်ရမှာလဲလို့အတွေးပေါက်တော့တာပဲ။အဲ့လိုအတွေးပေါက်တာနဲ့တပြိုင်နက်ဒီဆရာကရေပေါ်လမ်းလျှောက်မယ်ဆိုပြီးတော့ ။ဒီဘွားကနေပဲမြစ်ထဲကိုဆင်းလိုက်တယ်ဟဲ့။တခါရဲစစုံမြုံသွားတော့ပဲ။ပေါ်ဦးမလာတော့။တိဘက်လောကီပညာတမိုင်းမှာလဲအဲ့ဒီဆရာကြောင့်ပြောတာမကြားပါဘူး။တကယ်ပြောနေကြတာရောဆရာကြီးမီလာရီပါအကြောင်းပဲ။ဆရာကြီးမီလာရီပါကလည်းဘာကိုပဲထူးထူးဆဆန်လုပ်လို့သူ့လောက်အစွမ်းသိတ္တိမရှိလို့ရင်းနှစ်ပြီးမြစ်အောင်ကြာသွားတဲ့သူ့ဆရာကိုတတ်တာပြီးတော့လှုပ်တော့တာပဲ။တတ်တက်လုံးဆိုပါတော့ကွယ်။ မင်းမိတဲ့ယုံကြည်မှုဆိုတာ ਨੇ ပတ်သက်လို့ယုံကြည်မှုဆိုတာဒါပါပဲမင်းဘာသာမင်းနားလေခြင်းတလို့နားလေပိုင်ခွင့်ရှိပါတယ်အဆုံးထိ good side နားဆင်ပေးခဲ့တူအလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်အားလုံးပဲကျမပေးကင်ကြပါစေဆက်ဆက်ရရာ good side ကြပြီးရောပြီတူရဲ့အောင်မြင်မှုတွေကိုအတူတူရောက်ချမယ်နော်အားလုံးပဲဖိုက်တင်ပါ